င်္ဂလာပါရှင်ဒေါက်တာမဒေါက်တာသမတန်မြန်မာစာ Grade 12မြန်မာစာမှာဥပေမောင်တင်ဥပေမောင်တင်ရဲ့အထုပ်ပတ်ဒီကိုဖတ်ပြပေးခြင်းပါရဲ့ဥပေမောင်တင်လွတ်လပ်ရေးခင်ဥပေမောင်တင်အထုပ်ပတ်တည်သည်မင်းယူဝေဤပထမမြန်မာများ ပထမမြန်မာများစာအုပ်မှရွေးချယ်ချက်ဖြစ်သည်ဆရာမင်းဝေကို ARV တိုင်းကန်ကြီးအောင်မြို့တွင်ဖကုံတယ်ကြီးဥထွန်းဆိုင်အမိဒေါ်တင်တို့က1928ခုနှစ်စက်တင်ဘာလ26ရက်နေ့၌ခွာမြင်ခဲ့သည်အမည်ရင်းမှာဦးဝင်းမောင်ဖြစ်သည်ကန်ကြီးအောင်မြို့မင်းကုံကျောင်းမှစတင်ပညာသင်ယူခဲ့သည်ပဋိမျိုးအမျိုးသားထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဝယ်ရရှိသည်လန်ဒန်တက္ကသိုလ်အရှိတိုင်းနှင့် အာဖရိကဘာသာရပ်များလေ့လာရေးကြောင့်မှအပိဒံပညာအပိဒံပညာရပ်တင်ယူခဲ့သည်ဆရာမင်းဝေဒီပြန်ကြားရေးဌာနဆရာမင်းဝေဒီပြန်ကြားရေးဌာနအထက်တန်းဘာသာပြန်အရာရှိအင်းစိန်ခိုင်ပညာအုပ် ာပီဗိမံစာပြုရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနလက်ထောက်စာတီမြဝတီပုံနေတိုက်အယ်ဒီတာချုပ်စာပီဗိမံမြူသားစာပီစုရွေးချယ်ရေးအဖွဲ့ဝင်မြမားစာအဖွဲ့ဝင်ကျောင်းသုံးစာအုပ်ကော်မတီအဖွဲ့ဝင်စသည်တို့ကိုဆောင်ရွက်ခဲ့သည်နိုင်ငံတော်အစည်းအဝေးဖြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအိန္ဒိယနိုင်ငံအမေရိကန်ပြည်အောင်စုနိုင်ငံများသို့လေလာရေးချီသွားရောက်ခဲ့သည် 1940ပြည့်နှစ်6တန်းအရွယ်ကပင်လက်ရေးစာဆောင်များတွင်ကြပြဝိထုတို့များစတင်ရေးသားခဲ့သည်ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင်ကြပြဝိထုတို့ဆောင်းပါးများ ပုံနှိပ်ဖော်ပြခြင်းခံရသည်1944ခုနှစ်တွင်ကြုံပျော်မြို့အာရှလူငယ်စီရုံနီလာခံထိမ့်မန်စာပေပြိုင်ပွဲတွင်ဆောင်းပါးပရမစု1954ခုနှစ်တွင်ဤစုပုံပြင်များစာအုပ်ဖြင့် စာပေပိမံဘာသာပြန်စု1982ခုနှစ်တွင်ရေခတ်ချင်းကြပြများရေခတ်ချင်းကြပြများဖြင့်မြို့သားစာပေစု2013ခုနှစ်တွင်တီတကူဆရာတော်ကြီးအရှင်ညာနိဒရဤဘဝဖြစ်စဉ်အကျဉ်းစာအုပ်ဖြင့်စာပေပိမံစာပေစုစမ်းလွင်စာပေစုဓမ္မစရိယဦးနိုင်စာပေစုများရရှိခဲ့သည်2006ခုနှစ်တွင် ဓမ္မဗိမာန်ကတသက်တာဓမ္မစာပေစု2012ခုနှစ်တွင်နိုင်ငံတော်မျိုးသားစာပေနိုင်ငံတော်မျိုးသားစာပေတသက်တာစု2016ခုနှစ်တွင်ဆရာဝန်တင်ရွှေတသက်တာစာပေဂုံသူဆောင်စုကိုရရှိခဲ့ပြီးဆရာကြီးသည်2021ခုနှစ်ဇူလိုင်လဇူလိုင်လ29ရက်ကြာသပတေးနေ့တွင်ကွယ်လွန်နေစာရောက်ပြီးဥပေမောင်တင်အထုပ်ပတ်တီတွင် ဆရာကြီးဥပ္ပေမောင်တင်ဤမြမစာစာပေမြမစာပေထွန်ကားဤအတွက်အစွမ်းကုန်ကျူးစားဆောင်ရွက်ခြင်းများနှင့်မြမစာပေအပေါ်ချစ်မြတ်နိုးမှုများကို လေးစားအတူယူွယ်လေးစားအတူယူဂုဏ်ယူွယ်တင်ပြထားသည်ဥပ္ပေမောင်တင်လွန်ခဲ့သည့်နှစ်ပေါင်း60ခန့်ကမြမပညာရေးမြမပညာရေးလောကတွင် မြန်မာလူမျိုးပေါမောက်ခဟူ၍မရှိအင်္ဂလိပ်ပြင်သစ်အိန္ဒိယစသည့်နိုင်ငံသားသာပေါမောက်ခများသာရှိသည်1932ခုနှစ်တွင်ဆရာကြီးဦးခေမောင်တင်ပေါမောက်ခဖြစ်လာသော အခါတွင်မှမြန်မာလူမျိုးပေါမောက်ခဟူ၍စတင်ပေါ်ထွန်းလာခြင်းဖြစ်ပေသည်ဆရာကြီးဦးခေမောင်တင်ကို1888ခုနှစ် ဧပြီလ24ရက်အင်္ဂါနေ့နာအင်းစိမ်မြို့ပေါတော့ရဲ့နိုင်ဖွားမြင်ပြီးအဖမဝင်တော့ဝင်တော့ဥဖေအမိမဒေါ်မြိုင်ဖြစ်သည်ဆရာကြီးရဖို့သည်ဗုဒ္ဓဘာသာဝင်တို့ အထူးယိုတိအားထည့်သည့်မဟာတင်ကရာဇာသာသနာပိုင်ဆရာတော်ကြီးဆရာတော်ဘုရားကြီးဖြစ်သည်တို့ရတွင်ဆရာကြီးမိဘများမှာမူခရိယန်ဘာသာဝင်များဖြစ်ကြသည် ဆရာကြီးဒီလေခရိယံဘာသာဝင်ပင်ဖြစ်သည်ဆရာကြီးဦးလီစာတော်ပြန်ဝင်တော့ဦးထွန်းငိမ့်ဒီထင်ရှားသော အင်္ဂလိပ်မြန်မာအပြီးတန်ကိုပြုစုခဲ့သူဖြစ်သည်ရှေးဦးစွာဆရာကြီးဒီအင်းစိန်မြန်မာစာအင်းစိန်မြန်မာစာတင်ကျောင်း၌ပညာရှိပုသည်ရှစ်နှစ်သားအရွယ်ရောက်သောအခါရန်ကုန်အစိုးရ high school ကျောင်းသို့ပြောင်းရွှေ့ပညာရှိပုသည် ခုနှစ်တန်းစာမေးပွဲကိုမြန်မာတနိုင်ငံလုံးပထမဖြစ်အောင်မြင်ခဲ့သည် စကောလာရှစ်ရခဲ့သည်စကောလာရှစ်ဆုရခဲ့သည်1905ခုနှစ်၌ကိုရန်စာမေးပွဲတွင် ပထမရ၍ရနောင်းဘီရင်ကန်ချီးမြှင့်သောရနောင်းဆုရခဲ့သည်တပန်ရန်ကုန်ကောလိပ်ဥပစာတန်းတွင်ပထမရရှိသည့်ဖြင့်တရားမင်းကြီးချုပ်စွန်စာကျွန်းတော် စာကြံဂျာရင်းချင်းမြင့်တော်ဂျာရင်းစုရခဲ့သည်2009ခုနှစ်တွင်ဝိဇ္ဇာဘွဲ့ရသည် အသက်23ခုနှစ်အရွယ်၌ကလကတာတက္ကရူမှ ပါဠိဘာသာမဟာဝိဇ္ဇာဘွဲ့ရလေသည် ပါဠိဘာသာမဟာဝိဇ္ဇာစာမေးဝဲကိုကလကတာတက္ကရူတစ်ခုလုံး၌ဒုတိယရလျက်အောင်မြင်ခဲ့သည်ဆရာကြီးသည် ရန်ကုန်ကောလိပ်တွင် ပါဠိပါမောက္ခအဖြစ်ဆောင်ရွက်သည် ။ပါမောက်ကဖြစ်ချိန်တွင်ဆရာကြီးသည်အသက်24နှစ်အရွယ်သာရှိသေးသည်။ဆရာကြီးမတိုင်ခင်က ပါဠိဘာသာကို ပြင်သစ်လူမျိုး ပါမောက်ခဒူရွာဆယ်ကတင်ကြားပို့ချသည်။နိုင်ငံခြားဝိဆုံကူသောဝိစင်သည့်နိုင်ငံသားများပမောက္ခများအကြားတွင်ဆရာကြီးသည်ပစိုးတောင်ရှိရင်ဘုံအင်းကြီးခေါင်းပေါင်းတို့ကိုသာဝစ်စင်လျက် စာပေပို့ချလေသည်ယတိချနေချက်အစိုးရသည် 1920ပြည့်နှစ်၌ University ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ပေးခဲ့သည်ထို့အချိန်တွင်ဆရာကြီးသည်အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်၌ပညာစည်းပူးနေသည်အင်္ဂလန်တွင်ပညာစည်းပူးစဉ်ဆရာကြီးသည်အထက်သာအထက်အထက်သာလီနီအထက်သာလီနီအထက်သာလီနီအထာကထာကျမ်းနှင့်ဝိတုဒ္ဓိမက်အထာကထာကျမ်းတို့ကိုမူရင်းပါဠိဘာသာမှာ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသည်ထို့ပြင်ဝီတိုဒီမက်ဒဲမှပညာပိုင်းကို စာတန်းရေး၍ပညာပိုင်းမှပညာပိုင်းကို စာတန်းရေး၏တင်ရာအောက်စဖို့တက္ကသိုလ်ကစာပေဝိဇ္ဇာဗီလစ်ဘွဲ့ချီးမြှင့်သည်ဆရာကြီးသည်အထက်ပါကျမ်းကျမ်းကို ပြန်ဆိုရာတွင်မိမိဘာသာစကားမဟုတ်သောပါဠိဘာသာစကားမှမိမိဘာသာစကားမဟုတ်သည့်အင်္ဂလိပ်ဘာသာစကားသို့ပြန်ဆိုခြင်းဖြစ်သည် ဆရာကြီးအားယူရီးယားဘီရင်ကလည်းစုငွေဒင်္ဂါပေါင်းစုငွေဒင်္ဂါပေါင်းတထောင်ချီမြင့်သည် ထိုစုငွေကိုဆရာကြီးကဝိတ္တရိမကျန်ကို ပုံနှိပ်ထုတ်ဝေသည့်ပါဠိကျမ်းစာအသင်ကိုလှူဒန်းလိုက်သည်ဂျာမန်လူမျိုးဗုဒ္ဓဘာသာဘုန်းတော်ကြီးရှင်အရှင်ညာတိလောကအရှင်ညာတိအရှင်ညာနာတိလောကဒီလေဂျာမန်လူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီးအရှင်ညာနတိလောကတိလေဆရာကြီးဤပြန်ဆိုချက်ကိုမှီး၍ဝိတုဒ္ဓိမကျမ်းကိုဂျာမန်ဘာသာသို့ပြန်ဆိုခဲ့သည်တူဂျူတက္ကသိုလ်မှဂျာမန်အဲတူဂျူတက္ကသိုလ်မှဂျပန်ဗမောက္ခနှူးတီလေဆရာကြီးပြန်ဆိုချက်ကိုမှီး၍ဝိတုဒ္ဓိမက်ကိုဝိတုဒ္ဓိမက်ကျမ်းကိုဝိတုဒ္ဓိမက်ကျမ်းကိုဂျပန်ဘာသာသို့ပြန်ဆိုခဲ့သည်ဆရာကြီးသည် ဤကျမ်းနှစ်ဆောင်ကိုဤကျမ်းဤကျမ်းနှစ်ဆောင်ကိုတာမက1922ခုနှစ်တွင် မစ္စတာလုမစ္စတာလုနှင့်တွဲဖက်၍မှန်တမ်းရာဇဝင်ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသည်ဆရာကြီးသည် အင်္ဂလန်၌1920ပြည့်နှစ်မှ1924ခုနှစ်အထိ၄နှစ်နေထိုင်ခဲ့သည်1924ခုနှစ်အသက်36နှစ်အရွယ်၌ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်သို့ပြန်ရောက်လာသည် အရှိတိုင်းအရှိတိုင်းဘာတန္တရပါမောက္ခအဖြစ်ဆောင်ထမ်းရွက်သည်အရှိတိုင်းဘာတန္တရပါမောက္ခအဖြစ်ထမ်းရွက်သည် ထိုစဉ်ကမြမာစာနှင့် ပါဠိဘာသာတို့သည်အရှိတိုင်းဘာတန္တရပညာရက်တွင်အကျုံးဝင်သည်ဆရာကြီးပြန်ရောက်လာသောအချိန်တွင်တက္ကသိုလ်၌မြမာစာသည်အလေးပေးမခံရပေ မြန်မာစာပေမြန်မာယဉ်ကျေးမှုစသည်တို့သည်ညှိုးယော်လျက်ရှိသည်ထို့ကြောင့်ဆရာကြီးသည်မိမိဩဇာရှိသောတက္ကသိုလ်၌မြန်မာစာပေထွန်းကားရေးကိုအစွမ်းကုန်ကြိုးစားဆောင်ရွက်သည်ဆရာကြီးသည်မြန်မာနိုင်ငံသူတည်တနာအသင်း၏အကူအညီဖြင့် ပြုတ်လင်ကာရတုရာဇဝင်းမော်ကွန်းပြဇက်ဝိတုစသောမြန်မာမြန်မာရှီဟောင်းပေစာများထဲမှ အသင့်လျော်ဆုံးကိုရွေးချယ်က အုပ်ဖြစ်အောင်ပုံနှိပ်ထုတ်ဝေခဲ့သည်ဆရာကြီးဂျိုးပန်းကျစာ1924ခုနှစ်မှ1936ခုနှစ်အတွင်းရှေးဟောင်းမြန်မာစာပေစာအုပ်ပေါင်း46မျိုးထုတ်ဝေနိုင်ခဲ့သည်ထို့ပြင်ဆရာကြီးကိုယ်တိုင်သူတည်တနာဈာနယ်သူတည်တနာဈာနယ်၌မြန်မာစာမြန်မာမှုဆိုင်ရာ စာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားခဲ့သည် ထိုစဉ်က ရေးသားခဲ့သည့်စာတမ်းပေါင်း90ကျော်ရှိသည်ဟုအမှတ်သားရှိသည်1932ခုနှစ် YMBA အတင်းဟောပြောပွဲတစ်ခု၌ဆရာကြီးကအကြောင်းများနှင့်တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာရပ်မှတစ်ပါးကျန်ဘာသာရပ်များကျန်ဘာသာရပ်အားလုံးကိုမြန်မာဘာသာဖြင့်သာတင်ကြားတင်သည်ရင်းတို့တင်ကြားမှလည်းအကျိုးထူးမည် ပညာရက်ကိုကျောင်းသားများအလွယ်တကူသဘောပေါက်ကာပုံမူနားလည်မည်ထို့သို့သင်ကြားနိုင်ရန်အင်္ဂလိပ်ဘာသာဖြင့်ရေးသားအင်္ဂလိပ်ဘာသာဖြင့်ရေးထားသောဝိဇ္ဇာသိပ္ပံပညာရက်ဆိုင်ရာစာအုပ်များကိုမြန်မာဘာသာပြန်ဆိုတင်သည်နန်နှင့်ဆိုင်သောအဘိဓမ္မာနန်နှင့်ဆိုင်သောအဘိဓမ္မာတရားတော်အခက်အခဲကိုပင်မြန်မာပါဠိဖြင့်ပြန်ဆိုရေးသားနိုင်လင် ရုပ်နှင့်သာဆိုင်သောပညာရက်များကို အဘယ်ကြောင့်မြန်မာဘာသာဖြင့်ပြန်ဆိုမရေးသားနိုင်ပေရှိမည်နည်းဟုပြောဆိုခဲ့သည်ဤသို့ပြောဆိုသည့်အတိုင်းဤသို့ပြောဆိုသည့်အတိုင်းအနုမြူနှင့်အနုမြူတီကာတိတ်ပန်ကျမ်းနှစ်ကျောင်းတိတ်ပန်ကျမ်းနှစ်ဆောင်ကိုဆရာကြီးကိုယ်တိုင်မြန်မာပြန်ဆိုထုတ်ဝေခဲ့သည်ယခင်က University ဟုခေါ်ဝေါ်သုံးဆွဲခဲ့သည်ကိုဆရာကြီးတို့ကတက္ကသိုလ်ဟု ခေါ်ဝေါ်သုံးဆွဲအောင်ပြုပြင်နိုင်ခဲ့သည် ဝိဇာအသိပံစသောဝဟာရတို့မှလည်းဆရာကြီးတို့ကျူပန်းချက်ဖြစ်သည်တိမ်မြုပ်နေသော တိမ်မြုပ်နေသောမြမစာမြမမြမစာဟောင်းပီဟောင်းများကိုလည်းစူဆောင်းသည် ကပီးကြောက်စာများကို စနစ်တကျလေးလာနိုင်ရေးကိုလည်းကျူပန်းသည်ယနေ့ចောင်းသူចောင်းသားပညာရှင်တို့ပကံကြောက်စာများကို စနစ်တကျလေးလာနိုင်သည်မှာဆရာကြီးဥပိမောင်တင်၏ ဒီဇိုင်းမက်မက်ကြိုးစားဒီဇိုင်းမက်မက်ကြိုးပမ်းခဲ့၍ဖြစ်သည်ယနေ့မြန်မာစာပေတမိုင်းတွင်သုံးဆွဲနေသည့်ခစ်ဆန်းစာပေဟူသောဝဟရာသည်ဆရာကြီးတီထွင်အသုံးပြုခဲ့သောဝဟရာပင်ဖြစ်သည်ဆရာကြီးသည်မြန်မာစာပေတမိုင်းပြုစုသည်ဆရာကြီးသည်မြန်မာစာပေတမိုင်းပြုစု၏အထက်တန်းစကားပြေကောက်နှုတ်ချက်အထက်တန်းကြပြကောက်နှုတ်ခြင်းများကိုလည်းရွေးချယ်တီးဖြတ်ထုတ်ဝေခဲ့သည် ထို့ပြင သူငယ်တန်းမှစရုဒ္ဓတန်းအထိတင် जा ရင်ခိမီမြမဖတ်စာတိခိမီမြမဖတ်စာတိများကိုလည်းရေးသားထုတ်ဝေခဲ့သည်ဘာသာလောကကျမ်းဘာသာလောကကျမ်းမြမဝါကျဖွဲ့ထုံးကျမ်းမြမသရာကျမ်းများကိုလည်းပြုစုခဲ့သည်ညစီဒီမွန်ကြောက်စာ ရွှေစည်းကိုမွန်ကြောက်စာ ကျန်းစစ်သားမင်းဤနန်းတီမွန်ကြောက်စာစသည်တို့ကိုလည်းမြမပြန်စုခဲ့သည် ဆရာကြီးသည်1936ခုနှစ်ဇွန်လ18ရက်မှ1943ခုနှစ်ဧပြီလ24ရက်အထိရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်1943ခုနှစ်မေလ1ရက်မှ1945ခုနှစ်ဧပြီလ30ရက်အထိရန်ကုန်တက္ကသိုလ်အုံချုံရင်အဖွဲ့ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည် အသက်58နှစ်တွင်အငြိမ်းစားယူသည် ပါဠိဂုံဓူးဆောင်ပေါမောက်ခာဘာသာပြန်စာပေအတင်းတုခမိန်အဖွဲ့ဥက္ကဋ္ဌရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနအကြံပေးဥက္ကဋ္ဌမြန်မာနိုင်ငံတမိုင်း ကော်မရှင်ဥက္ကဋ္ဌစသည့်တာဝန်တို့ကိုထမ်းဆောင်ခဲ့သည်ဆရာကြီးသည်ပညာဘက်၌ထူးကျွန်တကယ်သူအားကစားဘက်၌လည်းထူးကျွန်သည်ငယ်ရွယ်စဉ်ကတင်းနှစ်ကစားခြင်းတော်လိုက်မဲပြစ်ခြင်းတို့၌ထင်ရှားကြော်ကြသည် ထို့ပြင်အမှုပညာဘက်တွင်လည်းထူးယွန်သည်ဆရာကြီးသည်တရောထူးအလွန်ကောင်းသည်လန်ဒန်ဂီတကောလင်ကကျင်းပသောဂီတစာမေးပွဲတွင် ပထမဆွဲလျက်အောင်မြင်ခဲ့သည်ဆရာကြီးသည်တထအဆရာကြီးသည်အသက်85နှစ်အရွယ်1983ခုနှစ်မတ်လ22ရက်နေ့ကြာသပတေးနေ့တွင်ကွယ်လွန်အိဆာရောက်ခဲ့သည်မင်းယူဝေ27ရာစု ခက်စစ်အဖွဲ့အနေနဲ့ scholarship စုပညာသင်စုစာတော်ပြန်ဗြိတိရှအစိုးရလက်ထက်တွင်အင်္ဂလိပ်အင်္ဂလိပ်ဘာသာမှမြန်မာဘာသာသို့ပြန်ဆိုရသူအမှုတန်းအရာခံဘာတန္တရဘာသာစကားတချို့ဝင်တော့ဗြိတိရှခေတ်သက်ဆိုင်ရာလုပ်ငန်းအပိုင်းခြားတွင်တာဝန်ယူထမ်းဆောင်ရသောပြန်တန်းဝင်အရာရှိ၄ဘိုင်အောက်အရာခံ ဥပဇာတံတက္ကတုပဒမနှင့်နဲ့ဒုတိယနဲ့အရှိတိုင်းပါဠိမြမဘာသာစာပေရေးသားရ၌ရှီဟောင်းပါရှီဟောင်းဘာသာတမျိုးအဲဆရာကြီးเนาะဆရာကြီးရဲ့အာ ပညာပေါ့နော်ဆရာကြီးကပညာရေးမှာတော်တော်ကိုယ်ကထူးချွန်ပြောင်ပြောင်တယ်ပေါ့နော်အကစားနဲ့အမှုပညာမှာလည်းထူးချွန်တယ်အဲဒီပေါ့နော်တခြားကိုယ်နိုင်ငံမှာတင်ကိုယ်နိုင်ငံမှာတင်မကဘူးတခြားသောနိုင်ငံတွေမှာလည်းပဲအဲနော်ဟိုဘယ်လိုပြောမလဲပထမဒုတိယပေါ့နော်အဲ့လိုမျိုးအဆင့်နေနဲ့ဒါအောင်မြင်ခဲ့တယ်ပေါ့နော်အဲ့တော့ ထူးချွန်နေပေါ့နော်အဲ့တော့ပညာပညာရေးကိုပေါ့နော်ဒါပညာကိုတန်မိုးထားတယ်အပြီးလို့ရှိရင်ပညာကိုအဲလေးစားတယ်အဲကိုကိုကိုယ်တိုင်လည်းပညာကိုတင်ယူတင်ယူပြီးတော့မှထူးချွန်ပြောင်းပြောင်းအောင်ကြိုးစားသလိုဟလာနောင်လာနောင်သားတွေအတွက်လည်းပဲနော်အဲပညာတွေကိုပြန်လည်မျှဝေခဲ့တယ်အဲတော့တမိုင်းမှတ်တမ်းတင် အဲလေးစားကုန်ပြူလေးစားကုန်ပြူရတဲ့နော်ဆရာကြီးဆရာကြီးတယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမြန်မာစာဘာသာစကားပေါ့ကိုမြန်မာစာဘာသာစကားအာထုံကားဖို့နော်ဒါအများကြီးစူးစမ်းဆောင်ရွက်ခဲ့တာကိုဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဒီနော်ပါဠိဘာသာစကားမြန်မာဘာသာစကားအင်္ဂလိပ်စာဘာသာစကားတွေမှာလည်းပဲဆရာကြီးကကျွမ်းကျင်တယ်နော်ပြုံးတက်မြောက်ခဲ့တယ်ဆိုတာကိုဒီမှတ်တမ်းတွေရကျွန်တော်တို့သိရှိရတယ်ပေါ့နော်အဲ့တော့နော်ဆရာကြီး အဲကူကတော်တော်ကိုပဲလေးစားလေးစားရတဲ့ဆရာကြီးတယောက်ဖြစ်တယ်ဘောနော်အဲတော့အဲသူ့ယူတင်နေဘောနော်လူငယ်တွေခုခေတ်လူငယ်လေးတွေအနေနဲ့အဲကိုဘာပဲလုံးလို့ဘောနော်အာအကောင်းဆုံးကျူးစားဆောင်ရွက်တင်နေပုံမှန်တာမန်လောက်ပဲကျူးစားတာမျိုးမဟုတ်ဘဲနဲ့ နော် outstanding ပေါ့အထူးကျွန်တော့အထူးကျွန်ပြောင်မြောက်အောင်အထိဟလာမှတ်တမ်းတင်ဂုဏ်ပြုနိုင်လောက်တဲ့အထိကိုဒါစူးစမ်းတင်နေပေါ့အာကို့အတွက်တင်မကောင်းဘူးအာဒီဟလာဒီလာမယ့် generation တွေပေါ့အတွက်ပါဟလာရည်ရွယ်ပြီးတော့မှအအကောင်းဆုံးစူးစမ်းအားထုတ်ပေးခဲ့တာကိုဒါဆရာကြီးကနမူနာပြခဲ့တာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းအာနော်မြန်မာစာပေနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုပဲ ဲဆရာကြီးကအာကျူစာအထုတ်ခဲ့တယ်ပေါ့နော်အရှိတိုင်းဘာတန်ဒရာဘာမောက်ခအဖြစ်လဲဒါတောင်းရင်ထပ်ဆောင်ခဲ့တယ်နော် ဒီနော်အဲဒီဒီအထာကတာကျမ်းတွေပေါ့အထာကတာကျမ်းတွေမှာပါတဲ့ဒီပါဠိဘာသာစကားနဲ့အင်္ဂလိပ်ဘာသာစကားကိုလည်းပြောင်းဆိုနိုင်တယ်။တခြားသောဘာသာစကားတွေအင်္ဂလိပ်ဘာသာစကားကရေးသားထားတာကိုလည်းမြန်မာစာဘာသာစကားအဖြစ်နဲ့ပြောင်းနိုင်တယ်။နော်အဲ့ဒီလိုမျိုးပေါ့နော်။အဲ့တော့ဆရာကြီးကအဲပြောမယ်ဆိုလို့ရှိရင်တော့လူတွေဖတ်တာဖတ်မှတ်လွယ်အောင်အဲဘယ်လိုပြောမလဲ။ ပြန်လည်တင်ယူစီပူးလို့လေ့လာလို့ရအောင်ဟလာပါဠိရနဲ့အင်္ဂလိပ်ဘာသာပြောင်းတယ်အဲအင်္ဂလိပ်စာကနဲ့လည်းမြန်မာဘာသာစကားကိုပြောင်းလဲပေးတယ်ပြောမယ်ဆိုလို့ရှိရင်တော့လူတွေအားလုံးပေါ့နော်အဲမြန်မာလူမျိုးတွေအားလုံးအဒီအသိပညာအသက်ပညာတွေကိုထည့်ထည့်ဝင်ဝင်လေ့လာမှတ်သားနိုင်အောင်လို့ဒါမြန်မာစာပေဘာသာစကားနဲ့အဲတော့ပြောင်းလဲပြီးတော့မှဒါရေးသားမှတ်တမ်းတင်ခဲ့တာတွေပေါ့နော်အဲတော့တကယ်ကိုပဲခွန်ယူ ခွန်မြရတဲ့ဆရာကြီးတယောက်ဖြစ်တယ်ပေါ့နော်ဟုတ်ပါတယ်အဲဒါကြောင့်လို့ကိုယ့်ရဲ့မြန်မာဘာသာမြန်မာစာပေအဲမြန်မာဘာသာစကားတွေကိုလေးစားတန်ဖိုးထားကြပါပေါ့နော်အဲဒီအခုဆိုရင်ခေဒီ Facebook social media တွေမှာသူဆိုလို့ရှိရင်လည်းပဲရေးကြတယ်ပေါ့နော်မြန်မာဘာသာစကားကိုအဲဒီခါကျတော့အလွယ်ပဲရေးလိုက်ကြတယ်ပေါ့စလုံးပေါင်းတပ်ပုံကအစား အဲစကလုံးနေရာစာအလွယ်ကြီးပဲတုံးကြတယ်ပေါ့အဲခါကျတော့ကိုယ့်ရဲ့မြန်မာဘာသာစကားအအထိတ်ပဲလေးကြီးပေါ့နော်ဟိုပျောက်သွားမှာဆူရတယ်ပေါ့နော်အဲကြောင့်မလို့ဖြစ်နိုင်ရင်တော့ကိုယ့်မြန်မာဘာသာစကားကိုတမိုးထားပါအဲတခြားရေးပါစလုံးပေါင်းတပ်ပေါင်းကအစအထိတ်ပဲလေးရအစဟုတ်လားအာဒီတန်သူချောင်းခွဲတွေကအစအစစရာရာလေးလာမှတ်တာပါပေါ့နော်အဲတော့ကိုကိုယ်တိုင်ကိုယ့်ရဲ့ဘာသာစကားကိုတမိုးထားမှသာနဲ့ အဲနော်ကိုရဲမြန်မာဘာသာစကားမြန်မာဥစားပေးအဲရင်းချမှုကမပြောက်ပြပင်းနဲ့ဆက်လက်တည်တံ့နေနိုင်မှာဖြစ်ပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကနေ့ကတော့ဒီလောက်ပါပဲနော်အားလုံးပဲခေလူငယ်တွေပေါ့နော်လူငယ်တွေလူကြီးလူငယ်မင်းတွေပေါ့နော်အဲ့တော့ အာပညာကိုတန်ဖိုးထားပါလောကီပညာလောကုတ္တရာပညာပေါ့နော်အဲ့ဒီအရာတွေကိုတန်ဖိုးထားပါအတိဉဏ်ပညာရရှိအောင်အာလ ీల မှတ်သားပါပေါ့နော်စာဆိုရင်တချို့ကလေးအခုခုကလေးတွေကဘယ်လိုဖြစ်လဲဆိုတော့အဲစာဖတ်စာစာကျက်ရတယ်စာဖတ်ရတယ်စာမဖတ်ခြင်းမူစာမကျက်ခြင်းမူဆိုတာဖြစ်တာပေါ့ အမှန်ကတော့ကြက်တယ်မဟုတ်ဘူးလေ့လာတာပေါ့လေ့လာတယ်မှတ်သားတယ်ဒီလိုရေးသားထားတဲ့စာပေတွေကိုအဲလေ့လာမှတ်သားရင်းခဲနဲ့မှာကိုယ့်ရဲ့အတွေးခေါ်အသစ်တွေကိုဟိုဟိုဖောက်ထုတ်ထွက်ထွက်ပေါ်လာရမှာပေါ့နော်စိတ်ကူးညံ့အသစ်တွေဒီစာကိုဖတ်လိုက်ခြင်းအပြင်အနှစ်သာရကဘာလဲကိုရလိုက်တာကပါလေကိုသားဆိုရင်ဒီဘယ်လိုလုပ်မှာလဲ အဲ့သူ့နေရာမှာကိုသားဆိုဘယ်လိုလုပ်မှာလဲအဲကိုသားဆိုဒီတက်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲဒါမျိုးတွေပေါ့နော်အဲစဉ်းစားဆင်ခြင်ပြီးတော့မှတွေးတောနိုင်အောင် စာကိုဖတ်တာဖတ်မှတ်ရတာဖြစ်တယ်ပေါ့နော်အဲကြက်တယ်ကြက်တယ်ကြက်ရတယ်ကြက်ရတယ်ဆိုတဲ့အတွေ့အကြီးပေါ့နော်ကလေးတွေမှာရှိနေတယ်ပေါ့အမှန်တော့ကြက်တယ်ဆိုတာတည်းဖတ်မှတ်တယ်သင်ယူတယ်လေ့လာတယ်မှတ်သားတယ်လို့ပဲတွေးတင်တာပေါ့နော် အဲအဲ့ဒါမှဒါလည်းဒါကဘယ်ဘာသာစကားမဆိုဟုတ်လားအဲဟိုတင်ယူတင်ယူမှတ်သားမယ်ဟုတ်လားတင်ယူုံနဲ့မဟုတ်ဘူးဖတ်ရှုုံနဲ့မဟုတ်ဘူးကျွန်တော်မှတ်သားတင်တယ်ကိုယ့်ရဲ့ကိုယ်ပိုင် knowledge ပါကိုယ့်ရဲ့စာအုပ်ထဲမှာဟုတ်လားကိုယ့်ရဲ့ notes ကိုယ့်ရဲ့မှတ်တမ်းအနေနဲ့မှတ်ထားတင်တယ်မှတ်ထားပြီးလို့ရှိရင်တခါပြန်ပြီးတော့အသုံးချပေါ့လက်တွေ့ဘဝထဲမှာပြန်လဲအသုံးချပြီးတော့ကြာမှာဒီဟုတ်လားဒီအဲကိုကူကိုပြန်သုံးတတ်ပေါ့အဲ့လိုမျိုးပေါ့နော်တင်ယူမယ် အသုံးချမယ်ပြန်လဲသုံးတက်မယ်ပေါ့အဲဒါမျိုးလုတ်တင်တယ်ပေါ့နော်အာမြန်မာစာစာချက်တယ်စာချက်တယ်ဆိုတာမဟုတ်ဘဲနဲ့စာကိုတင်ယူတယ်လေ့လာတယ်မှတ်သားတယ်ပြီးလို့ရှိရင် ပြန်ပြီးတော့မှကိုယ်လက်တွေပေါ်ထဲမှာအသုံးချတယ်ဆိုတာမျိုးဖြစ်အောင်ပေါ့နော်အဲဘယ်ရမစူထူးချွန်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အမြဲတမ်း practice လုပ်ရမယ်အဲဒီဒီပြီးလို့ရှိရင်ဟလာကိုဒီစာတကြောင်လေးနဲ့ပတ်သက်ပြီးတော့မှဟလာဖောက် ထိုးသွင်းဉာဏ်ရှိရမှာပေါ့နော်အာထိုးသွင်းဉာဏ်ရှိရမယ်အာဒီစာအုပ်ထဲမှာဒီလို ရေးထားတယ်အဲဆိုလို့ရှိရင်ဒီစာအုပ်ထဲကစာရမေတ္တာရကဘာလဲတွေးခေါ်နိုင်ရမှာပေါ့တွေးခေါ်နိုင်စွမ်းရှိရအဲ့တော့ဒီစာပေတွေကိုလေ့လာရင်းနဲ့မှာကိုယ့်ရဲ့အရေးကြီးတဲ့အချက်တွေကိုဖတ်မှတ်နိုင်ရမယ်အဲတုံးတက်နိုင်ရမယ်အဲကိုကိုအနေနဲ့ဆိုရင်ရောကိုဘာလုပ်ပေးနိုင်မှာလဲအ အဲသူကဒီလောက်မျိုးလုံနိုင်တယ်ကိုစုံရောဘယ်လိုမျိုးလုံနိုင်မှာလဲဒါမျိုးလေးတွေပေါ့နော်အဲစင်စာတွေးခေါ်နိုင်တဲ့အလေးချင်းလေးတွေတွေးဆောင်ပြရမှာဖြစ်ပါတယ်ပေါ့နော်အခုဒါဆိုလို့ရှိရင်ဒါမြန်မာစာဆိုလို့ရှိရင်ဒါဒီအချက်တောက်မှန်မှန်ကန်ကန်လေးတွေနဲ့ကျွန်တော်တို့ကဖတ်နိုင်ရမယ်နော်အဲစာဖတ်စွမ်းရည်ပေါ့ reading skill ပေါ့စာဖတ်စွမ်းရည်ကောင်းရမယ်အဲပြီးလို့ရှိရင်ဘာဖြစ်ရမလဲဆိုရင်ကျွန်တော်တို့က speaking ပေါ့ဒီမှာဒီစာကို အာဒီထဲမှာပါတဲ့ဒိုင်ယာလော့ဂ်တွေဆိုလို့ရှိရင်လည်းပဲအဖြတ်တောက်လေးတွေနဲ့မှန်မှန်ပြောနိုင်ဆိုနိုင်ရမယ်စပီကင်စွမ်းရည်ပေါ့အဲပြောဆိုနိုင်တဲ့စွမ်းရည်လည်းကောင်းလာရမယ်ရေးသားစွမ်းရည်မှာလည်းပဲအဲ့ဒီလိုပဲအဲဒီထဲမှာရေးသားထားတဲ့ဟလားစာအုပ်ထဲမှာပါတဲ့ရေးသားလေးတွေကဘယ်လိုရှိတာလဲအဲဒီဟလားအာအဲနော်ပါဠိဘာသာစကားမြန်မာဘာသာစကားအင်္ဂလိပ်စာဘာသာစကားစသဖြင့်ပေါ့ဘာသာစကားမျိုးမျိုးလေးတွေဘယ်လိုလေးတွေရေးထားတာလဲ နောက်လွတ်လပ်ရေးခင်မှာဘယ်လိုရေးထားလဲမျက်မှောက်ခင်မှာဘယ်လိုလဲကုလူခင်မှာဘယ်လိုတုံးထားလဲအင်းဝခင်မှာဘယ်လိုစကလုံးသုံးလုံးရှိလဲဒါမျိုးလေးတွေပေါ့မတူညီထူးခြားတာလေးကိုမှတ်သားနိုင်တဲ့စွမ်းရည်တွေရှိဖို့လဲလိုအပ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအဲဒီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်စပ်ပြောတယ်ဟာလား reading စွမ်းရည်လည်းရမယ် speaking စွမ်းရည်လည်းရမယ်အမ်ဒီဒီဒီ writing ပေါ့နော်ရေးသားတဲ့စွမ်းရည်လည်းရှိလာမယ်ပေါ့အ အဲ့တော့အရေးသားစာရေးရမှာမပြင်းပြင်းမပြင်းတင်ဘူးပေါ့ကလေးတွေဆိုရင်လည်းအဲ့လိုပဲဖတ်မယ်ဖတ်ပြီးလို့ရှိရင်ဒီစာကနဲ့ဘာရနိုင်လဲဆိုတာကိုကိုယ့်ရဲ့ own thinking နဲ့ပြန်ပြီးတော့မှရေးတဲ့အလေ့ကျင့်လေးပေါ့နော်အဲ့အရာလေးတွေလုပ်တင်တယ်ပေါ့အဲ့ဆိုရင်ဒါဆိုရင် writing skill ကတိုးတက်လာမယ်ပေါ့နော်ကိုယ့်အတွေးခေါ်ကိုခြားရေးနိုင်တယ်စွမ်းရည်ပေါ့ကိုပြောချင်တာကိုအဲဒီသူများနားလည်အောင်ရေးသားနိုင်တဲ့စွမ်းရည်ပေါ့ writing skill ပါတက်လာမှာဖြစ်တယ်အဲ့တော့ဒီစာအုပ်ကိုဖတ်လိုက်ခြင်းအပြင်ဟောကျွန်တော်တို့က အဲဘာလဲ reading skill ရမယ် write ဒီ speaking skill လည်းရမယ် writing skill လည်းရမယ်အဲပြီးလို့ရှိရင်ဗာရှိမယ် listening ပေါ့ listening ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်မဆိုရင်ဒါအဲဒီအတန်အတွင်းလိုက်တယ်ပေါ့အတန်တွင်းလိုက်တယ်ကိုဖတ်တဲ့စာအစာကိုအဲကိုဖတ်ကိုဖတ်တာကိုအတန်နှုတ်ကနဲ့ယွတ်လိုက်တယ်ပြီးလို့ရှိရင်အတန်တွင်းထားတယ်ပြီးရင်ပြန်ပြီးနားထောင်တယ် listening ပေါ့အဲဒါမှမဟုတ်ရှင်လဲအဲ့ဒါလိုလုပ်လို့ရတယ်လို့သူများအဲတခြားတစ်ဖက်ကဖတ်ပြတဲ့အချိန်မှာကိုနား အထောင်တာမျိုးပေါ့အဲပြီးလို့ရှင်ဟလာအဲဒီတခြားသူပြောတဲ့စကားတွေဟလာဆရာဆရာမတွေပြောတဲ့စကားတွေလူကြီးမိဘတွေပြောတဲ့စကားတွေကိုနားထောင်ရမယ်ဒါဆိုရင် listening skill ကောင်းလာမယ်ပေါ့အဲ့တော့အဲ့တော့ကျွန်တော်တို့ကဒီဘာသာစကားတစ်ခုလေ့လာရတာမှာ four skill ပေါ့မြန်မာဘာသာ reading skill writing skill listening skill speaking skill ပေါ့အဲ့ဒါတွေကိုသိဖို့လိုအပ်တယ် အဲ့ဒါတွေရအောင်တပါးလေးရအောင်ဖတ်မှတ်သွားဖို့လိုအပ်တယ်ပေါ့ပြီးလို့ရှိရင် တရာပေါ့ဘာသာစကားတစ်ခုမှဆိုရင်ဒါတရာရှိတယ်အင်္ဂလိပ်စာမှာဂရမ်မာရှိတယ်မြန်မာစာမှာဆိုရင်တရာတို့တရာပေါ့နော်စကားလုံးဒီအဲ တရာကိုလည်းပဲတည်ထားဖို့လိုတယ်ဒါမှဟုတ်လားကတားဘုတ်ကပဲနားမှရေးရမယ်ဟုတ်လားကံဘုတ်ကပဲနားမှရေးရမယ်နေရာကပဲနားမှရေးရမယ်အဲစကယ်ဇက်ကဘလို့သုံးရမယ်အကြောင်းပြချက်ဆိုဘလို့ရေးရမယ်ဒါမျိုးတည်မှာဖြစ်တယ်ပေါ့နော်အဲကြောင့်စာအုပ်ဖတ်လိုက်တာဆိုတာ ਨੇ တရာတည်ရမယ် အဲဒီ vocabulary ပေါ့နော်အဓိပ္ပာယ်တွေသိရမယ်အဲဒါကြောင့်မလို့ဒီစာအုပ်ဒီမှာဆိုရင် cassette ဖွင့်ဆိုတာလေးပြောပြရဲပေါ့နော် vocabulary ဖွင့်ဆိုချက်လေးပေါ့ဒါလေးတွေသိရမယ်အာ reading writing speaking listening ပေါ့ဒါတွေလည်းသိရမယ်ပေါ့နော်အဲ့တော့ဒီ အဲဒါမျိုးလေးတွေကိုရောက်အောင်ယူဖို့လိုအပ်ပါတယ်ပေါ့နော်ပြီးတော့ဒီထဲမှာပါတဲ့မေးခွန်းလေးတွေကိုဖြေဆိုကြည့်မယ်ပေါ့ဒါဆိုရင်အလေးချင်းလေးတွေလုပ်ကြည့်မယ်အဲဒီထဲကမေးခွန်းတွေကိုကိုယ်တိုင်ဖြေကြည့်မယ်ပြီးလို့ရှိရင်ကိုယ်ကိုယ်တိုင်ဖတ်ပြီးလို့ရှိရင်လည်းတခြားသူကိုမေးခွန်းထုတ်ကြည့်မယ်အဲကိုမိကုန်းထုတ်ကြည့်မယ်ဖြည့်ဆို့ကြည့်မယ်အချင်းချင်းအဲအသိပညာ knowledge တွေမျှဝေကြည့်မယ်ဒါဆိုလို့ရှိရင်ကလေးတွေက ဟလာ sharing knowledge တွေလည်းတည်သွားမယ် sharing knowledge တွေလည်းရသွားမယ်အချင်းချင်းပြန်လဲဆွေးနွေးတတ်တဲ့ discussion method တွေလည်းရသွားမယ်ဟလာဒီစာကိုဖတ်ပြီးတော့မှပြန်လဲတင်ပြတဲ့အလေးချင်းတွေ presentation တွေလည်းရသွားမယ်ပေါ့နော်ဒီစာအုပ်ထဲမှာစာထဲမှာပါတဲ့ dialogue တွေပါတယ်အဲ့ဒါလေးတွေကိုပြန်ပြောခြင်းအပြင်လည်းပဲသူတို့ကတရုပ်ဆောင်တတ်မယ် role play တွေပါလေလုပ်တတ်သွားစကားဖြတ်တောက်တွေလည်းပြောဆိုတတ်သွားမှာဖြစ်တယ်ပေါ့နော် အဲ့တော့အမအဲ့တော့မြန်မာစာပေမြန်မာဘာသာစကားကိုတန်ဖိုးထားကြပါလေ့ကျကြပါအဲ့တော့အကောင်းဆုံးအာအဲဒီအကောင်းဆုံးလေ့လာမှတ်သားကြပါလို့ပြောဆိုရင်းနဲ့အဲဒီနေ့เนาะဒီဒေါ်တက်မာတဲ့မြန်မာစာဖတ်ရှုခြင်းကိုရန်လာလိုက်ပါတယ်အားလုံးကိုစစ်စစ်တမားတယ်